အားလုံးမင်္ဂလာပါအဲကျွန်တော်ဒီနေ့ချစ်ကိုချင်းမတွေကိုအဲကျွန်တော်တို့မပိုက်ခင်လေးပါเนาะတည်င်းကျွမ်းနဲ့မပိုက်ခင်လေးမှာအဲချစ်ကိုချင်းမတွေကိုကျွန်တော်ဆန်နမူနာလေးတွေเนาะချစ်ကိုချင်းမတွေဝေထားလို့ရအောင်အဆန်နမူနာတွေပြပြီးတော့ဈေးတန်းလေးတွေပြောပြီးတော့ကျွန်တော်ရောင်းပေးသွားမယ်အဲ့ဒီအချိန်မှာချစ်ကိုချင်းမတို့အတွက်ပေါ့เนาะဆန်ဆိုင်တွေအတွက် နော်တင့်တော်မဲ့ဈေးတန်းတွေတင့်တော်မဲ့ကိုက်ညင်မဲ့ဒါဆန်တွေပေါ့နော်ပါခင်းမဲ့ဆိုရင်လည်းကျွန်တော်တို့ကိုစနေနေ့မတိုက်ခင်အထိကိုဒါဝေယူအပ်ပေးလို့ရအောင်ရှစ်ကိုချမတွေကိုဒီနေ့မှာအဲကျွန်တော်လာပြအချင်းဖြစ်ပါတယ်အားလုံးရှစ်ကိုချမတို့ ်เนาะဒါအယောင်းဝယ်ကောင်းကြပါစေအဲတည်င်းကျက်ကာလာမှာလေးပေါ့เนาะဒါတည်င်းကျက်ကာလာတစ်ခုဒါကာလာတစ်ခုကိုလေးပေါ့เนาะအဲဒါပျော်ရွှင်စွာနဲ့เนาะကုသိုလ်ကောင်းမွန်လေးတွေနဲ့เนาะအဖက်ကြော်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ဟုတ်ပြီကျွန်တော်ဒီနေ့ပထမဦးစွာအနေနဲ့ကျွန်တော်တို့ဟိုနေ့က ချစ်ကိုချစ်မတွေကိုပြတော်တဲ့ဒီကျွန်တော်တို့ဗါလေအဲဒီအညာသအဝါတွေเนาะပြီးတော့တီးထက်အဝါတွေပေါ့เนาะအဟောင်းလေးတွေအဲ့ဒါလေးတွေတော့ကုံသွားပြီကျွန်တော်ဒီသတင်းကျွမ်းလွန်လောက်မှာပဲနောက်အဝါလေးတွေထက်ပြီးတော့ရှိတယ်เนาะသတင်းကျွမ်းလွန်လောက်မှာပဲကျွန်တော်ထက်ရောင်းပေးပါမယ်အဲအဲ့ဒါလေးလေးဈေးတန်းသက်တာတွေ၄000ကျော်တွေနဲ့ရမယ်เนาะအဲချစ်ကိုချစ်မတွေလည်းကျွန်တော်ဥထတာလေးเนาะချစ်ကိုချစ်မတွေကိုပေးဖို့အတွက် ဥထတာလေးတွေရှိတယ်เนาะအဲ့ဒါလေးတွေကိုကျွန်တော်ထုတ်ပေးပါမယ်အဲ4000ကျော်အလွန်ဆုံး5000 5000ကျော်ပေါ့เนาะအခုဒီဒါလေးကတော့ကျွန်တော်တို့ຫນွေပေါ့เนาะတီးထက်ဖြစ်ပါတယ်ဒါလေးကကျွန်တော်တို့အိတ်တဆိတ်လေးပါတယ်အဲဒီကောင်လေးကတော့ကျွန်တော်အဲ9000လောက်နဲ့ပေးပါမယ်เนาะဒီမှာကျွန်တော်နဲ့အတူပြမယ်เนาะအကြည့်ပဲဟုတ်ကဲ့ဒီမှာပါဒါလေးကကျွန်တော်တို့ဒီတီးထက်လို့ခေါ်ပါအတိပုတီးပုလို့ခေါ်ပါတယ်အဲအပုလေးတွေပေါ့အတိပုလေးတွေဒါလေးကအဖြူပါเนาะအဲ့တစိမ့်လေးပါတယ် အဲဒါလေးကို9000နဲ့ယူပါเนาะလက်ကားစင်9000ပါเนาะချစ်ကိုရှင်မတို့ကဲကျွန်တော်တို့နောက်တစ်ခုပြမယ်ဟောနောက်တစ်ခုကကျွန်တော်တို့ဒီရက်ကိုးစေလေးပေါ့เนาะအဲရက်ကိုးစေလေးကတော့ဒါသူကဈေးလေးတက်တာတယ်အဲကျွန်တော်တို့6500နဲ့ပေးမှာเนาะ6500နဲ့ပေးမှာအဲ့ဒါလေးကအာ1ပိုလိုက်လေးပါတယ်ပေါ့เนาะဝမ်ပိုလိုက်ပပလေးပွဲပါတယ်အဲပြောမယ်ဆိုရင်ဒီကောက်လေးကတော့ကျွန်တော်တို့ထမင်းရှက်ကြတာထမင်းမပြော့မမာလေးဖြစ်တယ်เนาะအဲထမင်းမပြော့မမာလေး အဲအဲ့ဒါလေးကိုကျွန်တော်ပြပေးပါမယ်ဒီမှာပါဒီမှာပါเนาะအဲဒါလေးကတော့ကျွန်တော်တို့အဖြူရောင်လေးပေါ့အဲတကယ်တမ်းကြာရင်ဖြူရောင်လေးเนาะတစိ့တော့မပါဘူးအိတ်ကတော့အဖြူပါเนาะဒီမှာပါเนาะအဲဒါလေးဒါလေးကိုကျွန်တော်တို့ချစ်ကိုချင်းမတွေကို6500နဲ့ပေးပါမယ်6500နဲ့ယူပါအဲနောက်တစ်ခုပြပါမယ်เนาะအဲနောက်ရက်ကိုစစ်တခုနဲ့မိတ်ဆက်ပေးပါမယ်အဲ့ဒါလေးကတော့ကျွန်တော်မြောင်းမြရက်ကိုစစ်ပေါ့เนาะ အဲမြောင်းများတစိမ့်လေးပါတယ်အဲပြီးတော့သူတစိမ့်ဆန်ဆက်တစိမ့်လေးပါတယ်ဗောနော်ဆန်ဆက်နာမည်လေးပါတယ်အဲဆန်ဆက်နာမည်ကတော့ကျွန်တော်တို့မပြောပါဘူး respect အနေနဲ့ဗောနော်အဲဘာဖြစ်ဆိုကျွန်တော်တို့ဟိုစီကနေ page ကနေတင်လာတယ်ဆိုရင်เนาะချစ်ကိုချစ်မတွေကို မြင်သိခါမှာအာတစိမ့်တွေကိုကျွန်တော်ထုံမပြဘူးအဲဘာဖြစ်ဆိုတော့သူတို့တွေရဲ့တစိမ့်တွေကိုတန်ဖိုးထားတယ်လေးစားတယ်เนาะ respect အနေနဲ့ကျွန်တော်တို့ဒီအဲသူတို့ရဲ့ဈေးတန်းတွေကိုဒါဒါ respect အနေနဲ့ကျွန်တော်ဟိုဟိုဖြစ်သွားမှာ မှာကိုဆိုတဲ့အတွက်ကျွန်တော်တို့ဒီလိုမျိုးပဲအဲတစိမ့်နာမည်ကိုတော့မပြောတော့ဘူးပေါ့နော်ဆန်ဆက်တစိမ့်နာမည်ပါတယ်အဲမြောင်းများဆိုပြီးတော့ဒါတစိမ့်တွေပါတယ်ပေါ့နော်အဲမျိုးလေးပါအဲ့ဒါလေးကတော့ကျွန်တော်ရှစ်ကိုရှစ်မတွေကိုပေါ့နော်ဒါဈေးတန်းပြောမယ်နော်ဒီမှာဒါကျွန်တော်တို့အရင်ကြည့်လိုက်ကြမယ်အဲဒါလေးပါနော်ဒီကောင်လေးကထမင်းကအေးရင်မာတယ်ပေါ့နော်ဒါအေးရင်မာပါတယ်ဒါလေးကဟုတ်ကဲ့အေးရင်မာတယ်ဒါလေးရက်ကိုးစေပါပဲရက်ကိုးစေဒီကောင်ကမြောင်းများ ရက်ကိုးစေပါနော် အယိုးလေးတွေကတော့မာနေပြီကျွန်တော်အယိုးလေးတွေကိုဒီလိုမျိုးလေးပေါ့ဒီလိုမျိုးလေးတန်တော့ဒီလိုစိတ်ကြတာတော့မာနေပြီเนาะအယိုးလေးတွေမာတယ်အဲထမင်းလဲအစုခံတယ်အဲထမင်းလဲအစုခံတယ်เนาะအဲပြီးရဒီကောင်ကတော့ကျွန်တော်တို့ဟွန်းเนาะအဲဒီကောင်ကတော့ကျွန်တော်6,000နဲ့ပေးပါမယ်နော်ချစ်ကိုရှင်းပါတယ်6,000 9,000နဲ့ယူပါနောက်တစ်ခုပြမယ်နော် အဲကျွန်တော်နောက်တစ်ခုပြပါမယ်နောက်ကကျွန်တော်တို့ဟိုနေ့ကမိတ်ဆက်ပေးတယ်ပါလေရေကြเนาะရေကြတွေကတသုံးပြီးတသုံးเนาะဒါဒီတော့ကတော့ပထမအသုံးနဲ့မတူဘူးပေါ့เนาะအာဒါလေးကနောက်ဝင်တဲ့အသုံးတွေပေါ့ဒါနောက်အရင်တော့အဖြစ်တွေကတော့ပုံသွားပြီအဲဒီကောရေကြအညာသားပေါ့ဗျာเนาะအညာသား အယိုးရှည်တယ်ကြံရည်အောင်လည်းဖြစ်တယ်အဆူခံတယ်အိုးတက်တယ်ပေါ့နော်ဒါပေမဲ့အိုးကတော့မနစ်ကဟာလောမတက်ဘူးငါဈေးတန်းကတော့သူကရေချအဆန်ဖြစ်တဲ့အတွက်ကျွန်တော်ပြောသလိုလေမိုးတို့ရေချတို့မနစ်ကဟာတို့အဲ့တလိုမျိုးလေးတွေဖြစ်တဲ့အတွက်သူကပြောမစဲသူကနည်းနည်းလေးအချင်းရတော့ပြီပေါ့နော်ဆန်အယိုးမာတော့တယ်အဆူခံတော့တယ်အိုးတက်နေနေအိုးတက်တော့တယ်ပေါ့အဲ့ဒီတော့ကြောင့်နဲ့ကျွန်တော်ဈေးကတော့နေနေလေးပို့တော့မယ်ကြံရည်အောင်လေးဖြစ်တယ် အဲပြီးတော့တန်တော်တို့အယိုးလေးလာတယ်အကျိုးစားဘာညာတလကမပါဘူးကာလာကောက်ထားတာဖြစ်တယ်အဲ့တည်းနဲ့ဈေးတန်းကတော့9000ဆွန်းဆွန်းလေးနဲ့ပဲပြောပြစီเนาะအတိအကျဘာဖြစ်လို့မပြောတာလဲဆိုတော့ကျွန်တော်တို့ဖုံးဆက်ပေါ်တော့9000ဆွန်းဆွန်းလေးပြောပြစီเนาะโอเคပါဒီမှာကျွန်တော်နဲ့တူကြည့်မယ်เนาะတော့ဒီမှာပါเนาะအညာသားကျွန်တော်တို့ရွှေခရမ်းလေးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့စိန်သစဉ်တစ်ဖက်ကြည်အိမ်နဲ့ထည့်တာပါဒါလေးကခရမ်းရွှေအိမ်နဲ့ထည့်တယ်เนาะရွှေခရမ်းကာလာနေအောင်နဲ့ထည့်ထားပါတယ်တစ်ဖက်ကြည်အိမ်နဲ့ဒါလေးကိုကျွန်တော်တို့ ခဏတောင်းစွန်းစွန်းလေးနဲ့ပေးပါတယ်เนาะခဏတောင်းစွန်းစွန်းလေးပါထမင်းအဲကောင်းပါတယ်เนาะထမင်းကောင်းပါတယ်โอเคပါကြံရင်အောင်လေးဖြစ်ပါတယ်เนาะဟုတ်ကဲ့အဲမင်းဗီဒီယိုကြည့်လိုက်တယ်ဆိုရင်လေဟိုဟာမင်းအကျန်းတွေကြီးပဲမင်းကအကျန်းတစ်ခုပဲရောင်းတာလား မဟုတ်ကျွန်တော်တို့ကလက်ရှိနေတာမှာလေဒီအကျန်းလေးတွေပဲရောင်းနေရတယ်ပေါ့နော်အအရှော့တွေဘာညာတော့ပေါ်ဆန်တို့တခြားရွှေဘိုးတို့ဘာတို့တော့ကျွန်တော်တို့ဟိုဟာလောလောဆယ်မရောင်းရဘူးပေါ့အဲကိုတို့ရောင်းတဲ့ဟာလေးရောင်းရတဲ့ဟာလေးတွေကိုပဲဦးစားပေးပြီးတော့ဒါရောင်းတာဖြစ်ပါတယ်เนาะရှိကိုရှိမတို့ဒါအခုဆိုရင်ကျွန်တော်တို့ဒီမှာ နောက်သူ့ထက်အပေါ်ကိုသွားမယ်ပေါ့နော်အဲသူ့ထက်ပေါ်ဆိုတာနဲ့သူကဗာလဲဆိုတော့ဒီအာနင်းနေကျွန်တော်တို့ဒီဖြာပုံတို့ပါတော့ပေါ့နော်ဖြာပုံအစလေးတွေပေါ့သူတို့ကယတနာတိုးလေးအဲခေါ်အခေါ်ဝသုံးလို့ရတယ်ယတနာတိုးလေးခေါ်ကြတယ်ပေါ့နော်အဲပြီးတော့ရေကိုစေတိုးလေးခေါ်ကြတယ်အဲ့ဒါလေးပါသူကတော့လေရေကြပါပဲเนาะသူလည်းတော်တော်ကောင်းတယ်သူတို့ဘက်ကဟာတွေဒီကျွန်တော်တို့ဘာဘာဘာဖြစ်လို့ကောင်းတာလဲဆိုတော့ဒီ ပိုလရှာတွေများတယ်ဗောနော်1ပိုလိုက်2ပိုလိုက်အဲ့ဒါလိုမျိုးလေးတွေပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်ကသမင်းရှက်ဆရာကိုမလိုဘူးသူကသမင်းအာမခံလို့တော့ပြောလို့ရတယ်เนาะအဲ့အဲ့လောက်ထိအာမခံတယ်ဘာဖြစ်ဆိုတော့သူကဟိုဟာပေါ့လားရှည်များအများကြီးထားလို့ရတယ်လားရှည်ရဲ့ပေါင်းများစွာအများကြီးထားလို့ရတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဒီဆန်သားတွေဒီကျွန်တော်တို့ဒီပိုလရှာပေါ့เนาะဆန်ကိုအခွန်လေးတွေကိုဟိုပျောင်ပျောင်လေးဆွဲထားတဲ့ ဖြစ်ချွတ်ထားတာဖြစ်တဲ့အတွက်အဲဆန်မှာအမုံမဖြစ်စင်မဲ့အရာတွေနော်အဆန်ကိုလေကူစော်နဲ့ပိုးတက်လာမဲ့ဟာတွေပေါ့နော်မဖြစ်နိုင်ဘူးပေါ့အာဒါလေးတွေတောင်းတောင်းနဲ့ပိုးမတက်နိုင်ဘူး ပြီးတော့နောက်ထပ်ဆန်သားတဲ့အိတ်သတက်တော့တာတွေတော်တော်နဲ့မဖြစ်ဘူးဘာဖြစ်လို့ဆိုတော့ तू ကအခွန်ကိုရှိသမျှအာဆွဲပြီးတော့ပွက်တိုက်ထားတာလေအဲရှော့ရှော့လေးဒဘယ်ပိုလိုက်2ပိုလိုက်တော့1ပိုလိုက်တော့လှုပ်ထားတယ်ဆိုတော့ဒီဘောမှာချစ်ကိုချိမတယ်ရယ်ဆန်ဆိုင်တယ်မှာလေအကြာကြီးเนาะစွာသမတယ်ဆိုရင်ကြာကြီးထားလို့ရတယ်ဗောနော်အဲ့ဒါမျိုးလေးတွေရှိပါတယ်เนาะโอเคပါအဲ့ဒါလေးကိုကျွန်တော်ပြမယ်ဒါအဲ့ဒါလေးကတော့ကျွန်တော်တို့ဒီစိန်သစဉ်အစင်းရောက်အိနဲ့တော့တယ်အဲ့ဒါလေးကကျွန်တော်တို့အခလုံးတစ်ဖက်ကြီးတွေပဲ အဲ့ဒါလေးကတော့ကျွန်တော်9000ကြော်ကြော်လေးနဲ့ရောင်းပါတယ်เนาะ9000ကြော်ကြော်လေးနဲ့ရောင်းပါတယ်ဟုတ်ပါပြီဒီမှာချစ်မယ်เนาะအာဒါလေးပါเนาะအာဒါလေးအာဒါလေးကတော့ကျွန်တော်တို့ပိုလိပ်ပေါ့เนาะ1ပိုလိပ်အဆင့်လောက်ရှိပါတယ်ဒါလေးကเนาะအာဒီမှာပါအာ1ပိုလိပ်အဆင့်လောက်ရှိတယ်เนาะဒါလေးကအမ်ဟုတ်ပါဒါလေးဆိုရင်ထမင်းအာမခန့်တွေပါပဲเนาะဒါတွေဟာတယ်ထမင်းအာမခန့်ထမင်းကအယိုးလိုမျိုးရှည်တယ်เนาะအစုခန့်နေเนาะ โอเคပါကောင်းပါတယ်စမ်းကြည့်ပါအဲကျွန်တော်နောက်တစားရှိသေးတယ်ပေါ့အဲ့ဒါလေးကတော့ကျွန်တော်စိန်သစဉ်အပြာရောင်တစ်ဖက်ချီအိမ်နဲ့ထေးတာပါအဲစိန်သစဉ်အပြာရောင်တစ်ဖက်ချီအိမ်နဲ့ထေးတာအဲ့ဒါလေးကိုကျွန်တော်ဒီဟိုပါပေါ့9000ကျော်ကျော်ပါပဲသူလဲအဲ9000အော်9000နဲ့ဒီ8000ကြာပတ်ဝန်းကျင်ပေါ့เนาะအဲအဲ့ဒီလိုလောက်ကိုရောင်းပါတယ်ဒါလေးက2ပို့လိုက်ပါเนาะအဲ2ပို့လိုက်เนาะ2ပို့လိုက်အဲ့ဒါလေးကိုကျွန်တော်ပြပေးပါမယ်เนาะโอเคပါဟုတ်ဒီမှာပါเนาะ အဲဒါလေးကတော့တူပိုလိုက်ဖြစ်ပါတယ်နော်ဒီမှာပါနော်ဒါလေးကတူပိုလိုက်ပါနော်ဟုတ်ကဲ့ဒါစင်တစင်ကျွန်တော်တို့ဟိုဟာပေါ့ဒီယတနာတို့လို့လဲခေါ်ကြတယ်ပေါ့နော်အဲဒါလေးကတော့ကျွန်တော်တို့အာဒါအပြာရောင်အေးလေးနဲ့ထိထားပါတယ်နော်တစ်ဖက်ကြည့်အပြာရောင်ပါโอเคပါ ဟုတ်ကဲ့အဲသူ့ရဲ့အပေါ်မှာဆိုရင်တော့ကျွန်တော်ဖန်သေးဒုက္ခတို့တခြားကျွန်တော်တို့အာဒီအဟောင်းတွေပေါ့နော်အဲရကိုးစီအဟောင်းတွေအညာသာအဟောင်းတွေအဲ့ဒါလေးတွေလည်းရှိတယ်ပေါ့နော်အဲနောက်ဇီယာတွေလည်းရှိတယ်အဲရေဆင်းအဲရေဆင်းကျွန်တော်တို့ဗာလဲရေဆင်းဇီယာပေါ့တကယ်တမ်းပြောရင်ဒါပသိမ်ဖက်ကလာတဲ့ဟာရေဆင်းဇီယာအဲနောက်ကျွန်တော်ရေကြီးဖက်ကထွက်တဲ့ဒါဖန်သေးဒုက္ခကျွန်တော်ရောင်းနေတာလေးပေါ့အဲ့ဒါလေးတွေလည်းရှိပါတယ်အဲကျွန်တော်အ short term မှာဆိုရင်လည်းကျွန်တော်ဒီမွေးကြီး9000ကျော်ကျော်လေးနဲ့ရောင်းတဲ့အစားလေးတွေပြီးတော့လက်ပွက်တာကထွက်တဲ့ မွေးကြီးဆိုရင်လည်းအရင်ကောင်းတယ်အဲနောက်တစ်ခုကျွန်တော်ဒီထထိုင်းမွေးအခေါ်ခွန်နေမှာပေါ့နော်အဲထိုင်းမွေးခေါ်ခွန်နေမှာကျွန်တော်တသိန်းတသောင်းလောက်နဲ့ရောင်းတာအဲ့ဒါလိုမျိုးတွေလေကအစာချိပါတယ်အဲပြီးတော့သူ့ရဲ့အပေါ်မှာပေါ်ဆန်းတသိန်းတသောင်းကြော်ကြော်လေးတွေတသိန်းတသောင်းတသိန်းတသောင်းကြော်အစားစားလေးပေါ့သူ့အစားနဲ့သူ့ပေါ့နော်အဲပေါ်ဆန်းရင်အစ်စ်တွေပေါ့နော် အကြောင်းပြန်တွေအဲအဲ့လိုမျိုးလေးတွေရှိပါတယ်ရွှေဘိုဆိုရင်လည်းရွှေဘိုဆန်ကြော်မွေးလေးတွေကအစရှိပါတယ်ချစ်ကိုချင်ပါတယ်လိုချင်တယ်ဆိုရင်တော့အမြန်ဆုံးကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကသူများ6669006လေး6တော့အမြန်ဆုံးဆက်သွယ်มาอยู่နိုင်ပါတယ်ကဲအားလုံး good luck ပါ